ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ၂025ခုနှစ်မတ်လ22ရက်နေ့ကနေ31ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလဟာကောင်းသောကံတိုးတက်တဲ့အနေအထားတွေရှိတယ်ဖြစ်ရှင်တဲ့ဆန္ဒလူကျင်တဲ့ကိစ္စတွေလက်တွေ့လို့လို့ရစုပေါင်းလုပ်ငန်းကြိုးပမ်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ငန်းရှင်တို့ရဲ့ကောင်းသောနှစ်သာရကိုရ30ရက်နေ့ အဲ့ဒီကမြန်မာလ9ရက်နေ့နဲ့စနေနေ့တိုက်တဲ့9စနေနေ့ရက်တကူးကြီးတယ်စွမ်းအကြီးတယ်အဲ့ဒီမှာကိုစန္ဒရှိတာတွေဒိဋ္ဌန်တွေလုံးလို့အမတန်ကောင်းတဲ့နေ့ဖြစ်တယ်23ရက်နေ့ကပြဿနာဟောင်းတွေပြန်ဖြေရှင်းနိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့ကမိကောင်းဆွေကောင်းထောက်သူရနိုင်တယ်စူပေါင်းလုပ်ငန်းတွေကျိုးပေးနိုင်တယ်ငွေကြေးအပေးယူတော်သတိထား25ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတိုးတက်မယ် အရဝင်းနဲ့ဆက်သွယ်လို့ကောင်းတယ်26ရက်နေ့မှာပြတ်နေတဲ့ဆက်သွယ်နဲ့ပြန်လဲဆက်ဆက်နိုင်တယ်မြေတားရေးကံကောင်းမယ်28ရက်နေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်အခက်အခဲဖြေရှင်းနိုင်တယ်28ရက်နေ့ကစိတ်သောကရောက်နေသူတွေကိုလိုက်လံကူညီရတတ်တယ်ငိုကြွေးသူတွေကိုလိုက်လံကူညီရတဲ့ကိစ္စတွေကြုံနိုင်တယ်အဲ29ရက်နေ့မှာနေချက်တယ်သိတိထားမယ်အဲ့ဒီနေ့မှာပြဿနာမဖြစ်အောင်နေရမယ်ဖြစ်အင်မတန် ဖြည့်ရှင်းရခဲ့တတ်တယ်။တပတ်သူချက်တဲရှိနေတာလိုက်ကူညီလိုက်ပါ။30ရင်းနေရတော့ခေါင်းစီခေါင်းချုပ်ပြုလို့ရမတဲ့ချက်စီရှိခြင်းတိုးတဲ့ခြင်းနဲ့ကံကောင်းခြင်းရှိနိုင်တယ်။အဲ့ဒီနေ့မှာပဲမြောင်ရက်ကိုတည်သွားစရာနေဖြစ်တတ်တာသတိထားရမယ်။မနေ့10နိုင်ခွဲနဲ့12နိုင်ကြာသွားလာကြည့်ဆက်ရမယ်။30ဒီရက်နေ့ရတော့အလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်။ခက်ခဲတဲ့ကိစ္စတွေကို ပြေလည်အောင် ဖြစ်ရှိနိုင်ခြင်းကိုချုပ်တွေ့ရမှာဖြစ်ပါတယ်။ကောက်ကြနေဗုဒ္ဓနေအင်္ဂါနေမွေးစုတွေကောက်ကြိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္ဂနွေနေ့မွေးစုများနဲ့ပူးပေါင်းပြီးလုပ်တဲ့ကိစ္စတွေကအတိုက်ခံလေးတွေရှိတတ်တယ်။သုံးခုကိုကနန်းနေအကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ကောင်းသောကံချမ်းမာနဲ့တိုးတက်ခြင်းများရစေရန် နေနီးပါးမှာရှိတဲ့ဖုံးတော်ကြီးเจ้าမှာရေလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်